နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမလာ၂၄ရက်တင်းလာနေ့ ှင်မတဲ့ခရွင်ခန်းကြီး28အငယ်16မှ20တကြိတ်တပါသောတပည့်တော်တို့သည်ဂါလိလဲပြည်သို့သွား၍ယေရှုမှထားတော်မူသောတောင်ပေါ်သို့ တက်ကြလျင်ကိုရောကိုတွေ့မြင်၍ပြဲ့ဝုတ်ကိုကိုွယ်ကြ၏အချို့တို့သည်ယုံမှခြင်းရှိကြ၏ယေရှုသည်အနီးအပါသို့ချင်းတော်မူပြီးလျင် ကောင်းကင်ဘုံ၌၎င်း မြေကြီးပေါ်၌၎င်း စီရင်ပိုင်သော အခွင့်တကူရှိသမျှတို့ကိုငါခံရပြီ။သင်တို့တွား၍လူမျိုးတကာတို့ကိုငါတပြည့်ဖြစ်စေလျက်ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဤနာမ၌ဗတ္တိဇံကိုပေးကြလော။ငါသည် သင်တို့အားပေးသမျှတော်ပြည့်ညက်တော်တို့ကိုစောင့်ရှောက်စေခြင်းကဆုံးမဩဝါဒပေးကြလော။ငါသည်လည်းကကဘာကုံသည်တိုင်အောင် သင်တို့နှင့်အတူ အစင်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန်တော်မူ၏အာထုတ်ခြင်းအရာမှာပြင်းရည်ခြင်းမရှိဘဲလျက်စိတ်တန်သဖြင့်သခင်ဖရာ၏အလိုတော်သို့၌၍အာထုတ်ကြလောယောမအဝါရာစာခန်းကြီး7ခန်းငယ်17ခိတ္တပောလူ 1958ခုနှစ်ကဆရာကြီးဘီလီဂရီဟမ်ဤအင်းဝင်ကလေးတရားပွဲအတွင်သခင်ယေရှု၌ယုံကြည်သူတဦးဖြစ်လာသောဂျော့ချ်ဖာဝယ်ဤအသက်တာမှာအမခံပြောင်းလဲခဲ့သည်။သူပြောင်းလဲပြီးမကြာမီတွင် သူသည် Operation Mobilization OM မူရလုပ်ငန်းကိုစတင်ခဲ့ပြီး1963ခုနှစ်တွင်ထိုအမှုတော်လုပ်ငန်းမှဥရောပသို့သာသနာပြု2000ကိုဆေလွတ်ခဲ့သည်။ OMD 20ရာစုအကြီးမားဆုံးသာသနာပြုအဖွဲ့အစည်းတစ်ခု ဖြစ်လာကနှစ်စဉ်ထောင်ထဲချီပြီးသာသနာပြုများကိုဆေလွတ်နေပါသည်။2023ခုနှစ် George Quellon ချိန်၌ OM သာသနာလုပ်ငန်းတွင် နိုင်ငံ134နိုင်ငံမှဝန်ထမ်းပေါင်း3000ကျော်သည် နိုင်ငံ149နိုင်ငံတွင် အလုံးလုံးနေကြပြီး OM နှင့်ဆက်သွယ်ဆောင်ရွက်မှုရလအဖြစ် အခြားသောအမှုတော်လုပ်ငန်း300နီးပါးကိုတည်ထောင်နိုင်ခဲ့သည်ရှင်ပေါလုကဲ့သို့ပင်ဂျော့ချ်တီကဲ့တင်ခြင်းအတွက် လူအများအားခရစ်တော်ကိုယုံကြည်ခြင်းသို့ပို့ဆောင်ရန်စိတ်အားထက်သန်ခဲ့သည် ရှင်ပေါလုသည်တမသက်မြို့သို့အသွားလမ်းခရီးတွင် ထူးခြားသောပြောင်းလဲမှုဖြစ်ပြီးနောက် သူသည်ဖျားသခင်အတွက်စိတ်အားထက်သန်သောသာသနာပြုဖြစ်လာသည်သူတို့သွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက်ဟူသော တခင်ယေရှု၏အမိန့်တော်အတိုင်းစိတ်ပြင်းပြစွာနောက်တော်လိုက်ခဲ့သည်။သူ၏သာသနာပြုခရီးများတွင် တိမောသေနှင့်အခြားသူများကိုလည်းအလားတူလှုပ်ဆောင်ရန်လေ့ကျင့်ပေးခဲ့သည်။ဝိညာဉ်တော်မှုတ်သွေးမှုဖြင့်ရေးသားသည့်ရှင်ပေါလုဣစာများကြောင့်ယာစုနှင့်များစွာတလျှောက်လူတို့သည်ဧဝံဂေလိတရားကို ဝေမျှရန်ရဲရင်ခဲ့ကြသည်။တခင်ယေရှု၏မဟာစိတ်စားချက်သည်အလိုအရေးပါသည်ကိုသူသိခြင်းကြောင့် သူကအားထုတ်ခြင်းအရာမှာပြင်းရည်ခြင်းမရှိဘဲလျက်စိတ်တန်သဖြင့်သခင်ဖျား၏အလိုတော်သို့လိုက်၍အားထုတ်ကြလောဟုကျွန်ုပ်တို့ကိုတတိပေးထားသည် ကျွန်ုပ်တို့အတွင်း၌တသရှင်သောဝိညာဉ်တော်တည်ရှိသောအခါအခြားသူတို့အားခရစ်တော်အကြောင်းပြောရန်ကျွန်ုပ်တို့စိတ်ထက်သန်အောင်ဝိညာဉ်တော်မှာစပေးသည် တင်းယုံကြည်ခြင်းခရီးတွေမြည်သူကတင့်ကိုလှုံ့ဆော်အားပေးခဲ့သည်နီသခင်ယေရှုအကြောင်းကိုတင်မြည်သူအားပြောပြနိုင်သည်ချစ်တော်ဖခင်သခင်ကိုရောအတွက်ရဲရင်တော်တတ်သည်ဖြစ်ရန်ကျွန်ုပ်အားမဆတော်မူပါသခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်နိုင်ကြပါစေ။